တို့ရချင်းချင်းများအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ပိတ်တယ်ပေါ့နော်အဲဒါကြောင့်မလို့အင်္ဂါနေ့ပေါ့နော်6ရက်5လ25ကနေပြီးတော့6 9ပေါ့နော်6ရက်5လ25အထိအင်္ဂါဘုရုပ်ကျတာပြေပေါ့နော်ဒါကတော့3ရက်စာမွေခွက်လေးပေါ့နော်3ရက်စာမွေခွက်ကလေးကိုဖုတ်တော့ပြပေးသွားမယ်နော်ဒါဆိုရင်လိုက်ပြီးတော့ကြည့်ပေးပါဦးဒီမှာရှိတဲ့1ရက်5ရက်6ရက် သုံးလုံးပေါင်းမယ်ပေါ့နော်အဲ့တော့တနင်္ဂနွေနေ့ပေါင်းတော့6 6နဲ့7နဲ့ပေါင်းတော့ပေါင်းခြင်းကလေး၄ရဲ့ပါဝါက၄၄ကိုဆိုပြန်ရထားတယ်အဲဆိုရင် break ကိုသွားမယ် break ကဒီမှာရှိတာ၉ဒီမှာရှိတာ၃ညာပေါ့နော်နှလုံးပေါင်းမယ်၉နဲ့၃ညာနဲ့ပေါင်းတော့၉ပါဝါက၄နဂတ်က၆၉လေး၆ break ဆိုပြီးတော့ရထားပါတယ်နော်ဒါဆိုရင်ကဏ္ဍလေးတွေတွေ့ကြကြအောင်နော်၄ထိပ် လေးထိပ်ကို9ပြည့်ဆိုကြမလို့၄ငါလေးထိပ်ကို၄ပြည့်ဆိုကြမလို့50လေးထိပ်ကို6ပြည့်ဆိုကြမလို့၄နှစ်ပေါ့နော်ဒီက9ကိုသွားမယ်9ထိပ်ကို9ပြည့်ဆိုတော့60 9ထိပ်ကို၄ပြည့်ဆိုတော့9ငါ9ထိပ်ကို6ပြည့်ဆိုတော့9ပုံဆိုပြီးတော့ခဏလေးက6ပွဲရထားတယ်နော်ဒါဆိုလို့ရှိရင်3ရက်စာထွက်တဲ့6ကြိမ်မှာခဏလေးတန်းကြည့်အောင်နော်6ငါတဲ့ငါ၅၄၅လေးဒီမှာကတော့၄ငါဆိုကြမလို့အာပေါ့နော်၅6တဲ့ခွန် လို့ရှိရင်ဒီမှာ၅လေးလေးဟာ6ချိန်မှာတစ်ချိန်အာခနဲ့ထွက်သွားတယ်ပေါ့နော်။ဒါဆိုလို့ရှိရင်ဒီမှာပါနော်။နောက်တစ်ပင်ကိုဆက်သွားမယ်။၅လေး၅ပေါ့နော်။အဲ့တော့အဲ့တော့၅လေးပေါင်းတော့၉၉၅ပေါင်းတော့ပေါင်းချင်းသေးပါပဲ။၄ပါဝါ၉ဆိုပြီးတော့ရတာပါပဲ။ဒါဆိုရင်ဗရိတ်ကိုသွားမယ်ဒီမှာခွန်ဒီမှာတက်ခွန်တက်နှလုံးပေါင်းတော့ပေါင်းချင်းက၈ပါဝါက၃နက္ခတ်ကတက်၈၃တက်သူလေးကတော့ဗရိတ်ပေါ့နော်။ ဒါဆိုရင်လေထိပ်ကို10ပြိဆိုတော့၄လေးသွားမယ်။လေထိပ်ကို3ပြိဆိုတော့၄ကို၊လေထိပ်ကို10ပြိဆိုတော့၄ခွန်း။ကိုထိပ်ကို10ပြိဆိုတော့6ခုပေါ့နော်။ဘာလဲ10။ကိုထိပ်ကို3ပြိဆိုတော့6လေ၊ကိုထိပ်ကို10ပြိဆိုတော့6နဲ့ပေါ့နော်။ဒါဆိုရင်ခဏလေးကတည်းကလေ့လာထားမယ်နော်။ဒါဆို3ရက်စာ6ချိန်မှာတွက်ကြည့်အောင်နော်။3ည10 66 လေးလေးဆိုတဲ့ကြောင့်ဒီမှာလေးလေးထွန်းမယ်။၃ည၃ည၃ည၅၃ကိုပေါ့နော်။ဒါကတော့သူလဲ၃ည၆ချိန်မှာလေးလေးဆိုပြီးတော့ထည့်ခြင်းအောင်ပါပါတယ်နော်။ဒါဆိုရင်နောက်တော့တပင်ကိုဆက်သွားရအောင်ဒီမှာလေးလေးပေါင်းတော့၈၃ည ਨੇ တက်ပေါင်းတော့လဲ၈၈ရဲ့ပါဝါဆိုတော့၃ ဟုတ်ပြီနော်ဒါဆိုရင်ဗိုက်ကိုသွားမယ်ဒီမှာ5ဒီမှာ6 96နာလောက်ပေါင်းတော့တက်ပါဝါ6နာခက်ရှစ်တက်6ရှစ်ပေါ့နော်ရှစ်ကိုတက်ပြည့်ဆိုရင်လည်းမလို့ရှစ်တော့ရှစ်ကို6ပြည့်ဆိုရင်အတွက်ကြောင့်မလို့ ရှစ်ရှစ်ပေါ့နော်ရှစ်ကိုရှစ်ပြည်ဆိုတော့80ပါ3ကို1ပြည်ဆိုတော့ဒါမျိုးလို့38 3ကို6ပြည်ဆိုတော့33 3ကို10ပြည်ဆိုတော့35ဆိုပြီးတော့အနန္တလေးရထားပါတယ်နော်ဒါဆိုရင်3ရက်စာထွက်တဲ့6ချိန်မှာ3ည8ဒီမှာပါ80ဆိုတော့အာပေါ့နော်2 4 2 3 6 9 9 8 3ဆိုတော့ဒါ73ပေါ့နော်ဒဲလေးပါတယ်မအားလေးပါတယ်ပေါ့နော်ဒါဆိုရင်ဒီကနေ့လေးထွက်သွားတယ်ပေါ့နော်ဒါဆိုရင်လာမယ့်ပတ်ပတ်ပေါ့နော်3ရက်စာ မွေးရမယ်ကနန်းလေးပေါ့နော် ဖွင့်နေရတဲ့၃ရက်အတွင်းမှာနှစ်၃ပေါင်းတော့၅၅၆ပေါင်းတော့၁တဲ့ရဲ့ပါဝါက၆ဆိုပြီးတော့ရပါတယ်ဒါဆိုရင် ဗရိတ်ကခွန်နဲ့နှလုံးပေါင်းတော့ကိုပါဝါလေးနက္ခတ်6 4 6ပေါ့เนาะဒါကြတဲ့ရေးပြနိုင်မယ်နောက်တစ်ခါမရေးပြရအောင်เนาะတခြားလာကြည့်ပြပါတစ်ထိပ်ကို5ဗရိတ်ဆိုတဲ့တခြားမလို့တစ်ရှပါเนาะတစ်ထိပ်ကို5ဗရိတ်ဆိုတော့7တော့တစ်ထိပ်ကို6ဗရိတ်ဆိုတော့7 6ထိပ်ကို5ဗရိတ်ဆိုတဲ့တခြားမလို့6တော့6ထိပ်ကို5ဗရိတ်ဆိုတော့6 6ထိပ်ကို6ဗရိတ်ဆိုတော့60ဆိုပြီးတော့ခဏလေးက 6ခွက်ရထားရနော်ဒီ6ခွက်ကလာမယ်အင်္ဂါဘုရုပ်စတာဖလေးပေါ့နော်ဖွင့်နေကနေစပြီး3ရက်တွင်မွေးရမယ်မွေးကလန်လေးပါနော်ညီမဆရာတွေကဆက်ပါရှင်ဖြစ်ပါတယ်ဘုရုမောက်တော့ကြိုက်တူမချင်တဲ့မဆိုရင်လိုက်ပြီးတော့ခစားကြပါနော်ရှေ့ဘက်ကတော့ညီမအလုံးမအားရကြောင်ဘုရုပေါ့နော်လိုကိစားနဲ့ခီးလေးတကူတော့နေရတင်ပြီးဖြစ်တာပါနော်အဲ့တော့ညီမမြေကိုယ်လေးမှရှိရင်ဒါမှမဟုတ်ညီအားပြောပြစေနော် အားလုံးပဲနာမည်ပဲမကန်ကောင်းကြပါစေနော်ကျေးဇူးတင်ပါတယ်ဆက်ပြီးတော့အပေးကြပါအောင်နော်